သူတို့ရဲ့အယူချင်းကိုကြည့်မယ်ဆိုလို့ရှိရင်ထိုက်တန်တယ်ဆိုတော့ကိုကျော်ဦးနဲ့ဒီနန်းညီကသူတို့ရဲ့အတန်ကပြောမယ်ဆိုလို့ဆိုနေရောက်စလုံးကအယံကောင်းတယ်လို့ပဲကျွန်တော်ခံယူတယ်ဆိုတော့သူတို့နေရောက်ထဲကတယောက်ယောက်ကတော့ဝန်လာဖြစ်မယ်လို့လူတိုင်းကလည်းမျှော်လင့်ကြပါတယ်ဆိုတော့ဒီနေရောက်ထဲမှာကျွန်တော်တို့ကတော့နေရောက်စလုံးကိုတော့ကြိုက်ပါတယ်ဒါပေမဲ့နေရောက်ထဲကတယောက်ယောက်ဖြစ်ရမှာလေဝန်လာကဆိုတော့နေရောက်ထဲမှာတယောက်ဆိုတာကဘသူဖြစ်ရမလဲဆိုတာเนาะကျွန်တော်တို့မသိသေးပါခင်ဗျာ ြိုင်ပွဲဆိုတော့နှစ်ယောက်ထဲမှာတယောက်ကတော့ဝင်လာဖြစ်ရမယ်ဆိုတော့ဘသူဖြစ်မလဲဆိုတော့အယောင်ကိုပဲကျွန်တော်တို့ယင်ခုံမိပါတယ်ဟုတ်ပါပြီနာနေရဲ့တချင်းကိုကျွန်တော်တို့ဆက်လက်ပြီးတော့နားထောင်ကြရအောင်1 2 3 go Remember the walls of you when baby dear tumbling down and they'd even put up a fight they'd even make a sound had a doubt standing in the like of your halo I got my angel now it's like a been away yeah every ruler has you break yeah. it's the rings that I'm taking you raise key chain key chain shout to မိုက်တယ်ကျော်ဦးကဒီတချင်းကိုပါကြောင်ရွေးချယ်ခဲ့တယ်လဲဆိုတာကိုအခုလိုပြောပြတာဖြစ်ပါတယ်ဆိုမဲ့တချင်းကောင်းစဉ်ကတချင်းလေး Urace မြတ်ဖြစ်ပါတယ်လို့ဘာကြောင့်ရွေးချယ်ဖြစ်လဲဆိုတော့ Urace မြတ်တချင်းကဒီစိတ်ခွန်အားဖြစ်စေလို့ပါအဓိကတော့ဘုရားက race up လုပ်တဲ့ခါမှာအရာရာကိုကြော်ဖြတ်နိုင်တယ်ဆိုတော့အတိတ်ပဲဖြစ်တဲ့ခါမှာရန်ခြိုက်လို့ပါ sure ှရမ်းကြိုက်တယ်။ကြိုက်တယ်ကြိုက်တယ်။ရမ်းမိုက်တယ်လားရမ်းမိုက်တယ်။ကြုံဦးဖြစ်ပါရဲ့ရှင်ကြုံဦးဖြစ်ပါရဲ့ကဲဟုတ်ပါရဲ့နော်။โอเค